အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့စိမ့်စိမ့်ပိုင်ရှင်မင်းသမီးပူဇာပြုခင်ယောက်ျားကဝန်ထမ်းကိုထိုးလိုက်လို့ဆိုပြီးတော့ပြည်တနာဖြစ်နေတဲ့ရုပ်တံပရိုဖိုင်လေးကိုအားလုံးတရားနေပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပရိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပြကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာလေယဒနာပိကေတုံးစိမ့်စိမ့်ပိုင်ရှင်အကိုထုံးတော့ကျွန်တော်တို့မောင်းထုတ်ပါရင်တော့မောင်းထုတ်လို့မကောက်ကျွန်တော်တို့လည်းထိုးပါရဲ့ ထိုးကျွန်တော်လည်းချင်းချပါရင်တော့ကျွန်တော်လည်းအများကြီးချင်းချပါရင်မိသားစုလည်းလုံမာရောပါရောမိကြကြလုံပြီးတော့ပါရောကျွန်တော်ကျွန်တော်တို့မောင်းထုတ်ပါဒီမှာနော်သူ့လည်းမောင်းထုတ်ပါရယ်နော်သူ့လည်းမောင်းထုတ်ပါရယ်သူ့လည်းထွက်ဆိုပြီးကျွန်တော်လည်းဆွဲချတာပါသူတို့ထွက်ထွက်ထွက်ဆိုပြီးနော်ကျွန်တော်လည်းသူတို့ခုချချင်းထွက်ခုချချင်းထွက်ဆိုကျွန်တော်ထိုးပါရယ်နော်ကျွန်တော်မျက်နှာကိုလည်းထိုးပါရယ် CCTV လည်းရှိပါရယ် CCTV ပြန်ကြည့်လို့ရပါကျွန်တော်ထိုးပါရယ်နော်အဝါသူ့သမီးနဲ့ကျွန်တော်လည်းတစ်တော့ကျင်လို့ရတယ်တစ်တော့ကျင်တာကိုကျွန်တော်ကပြောလို့ရတယ်ပြောလို့ဆိုပြီးကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာပါဒီမှာပါ တော်ထိုးပြီးတော့အတင်းနေမောင်းချတာပါမောင်းချအောင်လည်းမကောက်ကျွန်တော်လည်းချင်းချောက်ပါရင်တင်းမိသားစုလုံးဒုက္ခပေးမှာရောမိသားစုလည်းဒုက္ခပေးမှာကျွန်တော်တို့ချင်းချောက်ပါရင်နော်နော်ကျွန်တော်လာတက်သွားရင်တော့ကျွန်တော်အမှန်တရားကိုဖော်ထုတ်မှာပါနော်ကျွန်တော်အနေနောက်ထိုးတာပါနော်ကျွန်တော်အင်းနာကိုထိုးတာပါနော်ကျွန်တော်ထိုးတာပါနောက်ထိုးပြီးတော့ခွေးမသူလိုမောင်းထုတ်ပါရင်နော်လုံးဝကိုကျွန်တော်ကျွန်တော်လာတက်တယ်လို့ကျွန်တော်တိတ်သွားခဲ့ရင်သူတက်တယ်လို့ကျွန်တော်တိတ်သွားခဲ့ရင်တော့မှကျွန်တော်အမှန်တရားကိုဖော်ထုတ်သွားမှာပါနော်ကျွန်တော်အဲ့လိုမျိုးလောက်တာကျွန်တော်လုံးဝမတင်တတ်ပါဘူးနော် အခုရဲတိုင်ဆိုလဲရဲတိုင်လိုက်ရင်လဲငွေများတရားနိုင်မယ်ဖြစ်မှာတိလားအခုကကျွန်တော်အမားတစ်ခုမှမလုပ်ထားပဲနဲ့ကျွန်တော်အမားတစ်ခုကြောင့်ဆိုကျွန်တော်ထိုးရင်ကျွန်တော်ထိုးခန့်နိုင်တယ်ကွာကိုအမားတစ်ခုလုပ်ရလို့ကိုထိုးမယ်ဆိုထိုးခန့်နိုင်တယ်အခုကသူ့ရဲ့သမီးနဲ့အတူတူတစ်တော်လေးဆော့ပြီးတင်လိုက်တာအဲ့တင်လိုက်တဲ့အရာတစ်ခုကို तू ကအဲ तू ကနေကျွန်တော်လာပြီးမတင်နဲ့မတင်နဲ့အကြောင်းမတင်နဲ့မတင်ဖို့ပြောရယ်ပေါ့ပြောရတဲ့အချိန်မှာဟိုဟာ ကျွန်တော်လည်းဩကျွန်တော်ကိုယ်တိုင်တင်တာတင်ရိုက်နေတဲ့အချိန်မှာသူကိုယ်တိုင်လာရှုပ်တာလာရှုပ်လို့ကျွန်တော်လာရှုပ်လို့လာရှုပ်တဲ့အကြောင်းပြောတာပြောတဲ့ဟာကျွန်တော်သူ့ကိုရှင်းပြတာရှင်းပြတဲ့အချိန်မှာမင်းကဘာကောင်းလို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ကိုလာပြီးထိုးမယ်လို့လုပ်တာအဲ့ဒါကျွန်တော်ကနေပြီးတော့ကျွန်တော်ထိုးရင်ထိုးရင်ထိုးတော့ကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ကျွန်တော်ပြောတာအဲ့ဒါတော့ကျွန်တော်ထိုးလိုက်တာဒီဘက်ကိုထိုးလိုက်တာနော်ထိုးမယ်ကျွန်တော်သူ့ဘာမှပြန်မလုပ်ဘူးနော်ထိုးလေထိုးလေထိုးပြီးတော့ကျွန်တော်အာငါလုံးမသာမင်းဆောက်ကောက်ကိုမမြင်ချင်ဘူးမင်းအခုချက်ချင်းငါဆိုင်နေထွက်သွားလို့ပြောတယ်ပြောတော့ကျွန်တော်ကျွန်တော်လာသာရှင်းပြကျွန်တော်ထွက်သွားမယ်ကျွန်တော်လာသာရှင်းပြရှင်းပြပြီးတော့ဇွတ်တီမောင်းထိုးတာမင်းဆောက်ကောက်ကိုမမြင်ဘူးမင်းချက်ချင်းအခုချက်ချင်းထွက်လိုက်တော့ဇွတ်တီကျွန်တော်အတင်းမောင်းထုတ်တာနော်ကျွန်တော်ဘာမှအမှားလုပ်ထားမှာမဟုတ်အဲ့ဒီ တော်လေးပဲတင်မိတာတစ်တော်လေးတင်မိအဲ့ဒီအကြောင်းကိုကျွန်တော်ရှင်းပြလိုက်တာနဲ့အဲ့လိုဖြစ်သွားတာအဲ့ဒီနေရာကျွန်တော်ကိုယ်တိုင်ကိုယ့်ကိုတစ်တော်ရိုက်နေတာတစ်တော်ရိုက်နေတာကို तू ကလိုက်ရှုပ်တာနော်လိုက်ရှုပ်တာကျွန်တော်တို့ကအဲ့ဒီနေရာဟိုဟာဟော့ပေါ်သွားစားမယ်ဆိုပြီးအဝေးစားကျွန်တော်အပြင်ဝေးစားကြီးလဲထားကြလဲထားချင်းမှာကျွန်တော်တစ်တော်ရိုက်နေ तू ကလိုက်ရှုပ်တာကျွန်တော်သုံးပုတ်တင်တာသုံးပုတ်ရိုက်တာသုံးပုတ်တော့ तू ကလိုက်ရှုပ်တာလိုက်ရှုပ်တော့ကျွန်တော်ကဟိုဘာမှမဖြစ်လောက်ပါဘူးဆိုတင်လိုက်တာ तू ကအတင်းလိုက်ဆိုတော့ကျွန်တော်ပြောတယ်ဖိုးဖိုးကြီးလိုက်မရှုပ်နဲ့ကျွန်တော်အဲ့လိုပြောခံမှာအဲ့လိုကြီးဖြစ်မှာဆိုတော့ तू ကအတင်းလိုက်ဆိုတော့ကျွန်တော်လည်းရိုက်ပြီးသားသုံးပုတ်ရှိတာကိုကလှရတဲ့ဟာလေးကိုကျွန်တော်တင်လိုက်တာတင်တဲ့ဟာကိုအဲ့လိုမျိုးဖြစ်တာပြီးတော့ကျွန်တော်ကိုအဲ့လိုမျိုးဖြစ်ုံနဲ့ကျွန်တော်ကိုထိုးစရာလိုလား ဘာမှထိုးတဲ့ကြောင်စမ်းမှမရှိပွဲချတဲ့လည်းမလို့နော်ပွဲစားချာမလို့ပွဲရှာခြင်းအဲ့လာကြီးဟွာဖြစ်တာမလို့လုတ်သမားတရက်ကိုလုတ်ရှင်တက်ကပိုရီလက်ရောက်စော်ကားလို့ဒါပွဲရှာတာမဟုတ်ဘူးမဖြစ်တဲ့နေကြောင်ပြောပြဒါငွေများတရားနဲ့တက်တက်မဲငါတထေးငါလုတ်ရင်ငါရတယ်ငါငါလုတ်ရင်ဟွာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်မလို့ရှင်လို့ကျွန်တော်အခုလိုမျိုးတက်ပြောတာနော်တိအောင်တက်ပြောတာရှင်းလားအပေါ်ရန်ကောင်းတာကိုမြင်နေအတွင်းထဲမှာဘာတွေဖြစ်နေလဲဘလို့ဖြစ်နေလဲဆိုစင်စာအုံနောက်နဲ့စင်စာနော် လူတိုင်းမှာလေအရာတိုင်းမှာအမှောင်ချမ်းနဲ့အလင်းချမ်းဆိုတာရှိရနော်အလင်းချမ်းမှာမြင်မြော်ပါဖြစ်နေအမှောင်ချမ်းလဲချွတ်တာအုံနောက်လေးနဲ့စဉ်းစားအခု comment ပိုင်းရှင်အုံနောက်ရှင်အုံနောက်နဲ့စဉ်းစားဘသူမှအာချောင်ကြီးလိုင်းပေါ်မှာမတင်ဘူးနော်ပိုခန်းလို့ကိုတင်တာဘသူမှအာမချောင်ကြီးမတင်ဘူးအုံနောက်လေးနဲ့စဉ်းစားအမှ အဲဒီမနေ့ပြဿနာအစားဒီလိုပါနော်အရင်ဆုံးအဲ့ဒီမင်းကလေးနဲ့ခုနကကျွန်တော်နဲ့အတူတူအလုပ်ထုတ်ခံရတဲ့ကောင်မလေးနဲ့ပေါ့နော်ကောင်မလေးနဲ့ကျွန်တော်တို့အလုပ်ကကောင်လေးတယောက်နဲ့နှစ်ယောက်သူကမနေ့စော်ကြီးစိုင်ခင်းနေရင်ရန်ဖြစ်ကြပါပေါ့နော်ရန်ဖြစ်ကြတာရန်ကိုတက်တက်လေးအဲ့လိုစကားများအခြေတင်ပြောကြတာပေါ့နော်ပြောရင်းပြောရင်းနဲ့နေပါဖြစ်တယ်ညာဖြစ်တယ်ပြောရင်းပြောရင်းနဲ့ကောင်မလေးကနေပြီးတော့ကောင်လေးကိုအချောက်လို့ဆိုတာအချောက်လို့ဆဲလိုက်တာဆဲလိုက်တဲ့ဟာကိုအဲ့ကောင်လေးကနေပြီးတော့အဲ့ကောင်မအောင်ပြန်အဲ့ကောင်မလေးကိုပြန်ပြောလိုက်တာပေါ့နော်ဟိုဟာအချောက်တော်နဲ့နင့်မေနင့်မေကိုတက်လို့နေလို့လားဆိုတော့ပြောတာသူ့အမေကိုအဲ့လိုနင့်မေကိုငါတက်လို့နေလို့လားအဲ့လိုပြောလိုက်တာပြောလိုက်ပြောသူကနေပြီးတော့အဲ့သူ့ကိုအဲ့လိုသူ့အမေနဲ့ကင်ဆဲပါတယ်ပေါ့နော်သူ့အမေနဲ့ကင်ဆဲပါ ါတယ်လို့ပြောတော့သူကနေပြေးချင်းခိုင်းတာဟိုကမန်နေဂျာမန်နေဂျာအကိုရဲ့ပြီးတော့ကျွန်တော်သူတို့စိုင်းတာဝန်ခံမမထီးရဲ့ကိုပြောတယ်ဗောနော်သူကအဲ့လိုသမီးကိုအဲ့လိုဖျောက်ပြောတယ်ဗောနော်သမီးကိုသမီးအမေကိုအဲ့လိုသမီးမျိုးကအဲ့လိုလိုတက်မဲ့ဘာဖြစ်နေကြဖြစ်နေအဲ့လိုမျိုးပြောရတဲ့သမီးဖြေရှင်းခြင်းနဲ့သူသမီးကိုတောင်းပန်ခိုင်းဗောနော်အဲ့လိုပြောပြောလို့ပြောအာနဲ့အဲ့ဟိုကနေပြီးတော့မန်နေဂျာအကိုကြီးနဲ့အဲ့မမထီးနေကနေပြီးတော့ပြောတာအဲ့လိုအတူတူပဲဗောနော်ညောင်ညောင်အတူတူပဲတန်းတူတူအဲ့လိုရန်ဖြစ်ကြအတူတူပဲမအားလို့မဖြေရှင်းတတ်ဘူးအဲ့လိုမျိုးပြောအာနဲ့ ဟိုဟာမပိုးတို့ကိုသူကသွားပြောမယ်လို့ပြောတာမပိုးကိုသွားပြောလိုက်အောင်မယ်မပိုးကြီးဖြည့်ရှင်းခိုင်းမယ်လို့ပြောပြတယ်အပေါ်တက်သွားတာအပေါ်တက်သွားပြီးတော့ခဏလေးတော့ကြာအကိုကဆင်းလာအကိုအကိုတနှုံးရဆင်းလာဆင်းနေဆင်းလာပြီးတော့အဲရှူးရှူးပြောကခုနတရက်ပေါ့နော်ဟိုဟာနင်းမဲ့စိုက်မာပြဿနာနင်းမဲ့ဖြစ်တာနင်းမဲ့ခဏခဏပြဿနာဖြစ်နေရတယ်နင်းထွက်တယ်နင်းနင်းကိုမြင်ကြုံနင်းထွက်လိုက်တော့လေအဲ့လိုပြောအဲ့လိုပြောပြောအဲ့နင်းလည်းမထွက်သေးဘူးလားထွက်တော့ဆိုပြီးသူ့ကိုမောင်းထုတ်တာထွက်တော့ဆိုပြီးပြောတာပြောလို့ပြောပြီးတော့သူ့ကိုပြောပြီးကျွန်တော်စီကိုရောက်လာကျွန်တော်ကျွန်တော်ကတော့မတည့်တည့်ရက်နေရက်နေရက်ရက်နေပြီးတော့ဟိုမင်းကလည်းဘာဖြစ်ဘာဖြစ်မင်းကလည်းငါသမီးကိုလည်းဘာပြောရလဲလဲမင်းကလည်းအဲ့လိုမျိုးပြောတာ အဲ့ဘာလို့လဲရှုပ်တယ်လို့ပြောရလဲလေအဲမဟုတ်ဘူးလို့ကျွန်တော်ကအဲ့နေရာရိုက်တာ၃၃၃ပုတ်ရိုက်တာ၃ပုတ်လုံးသူကရှိမှရှုပ်နေတာပေါ့နော်ရှုပ်နေလို့လို့ကျွန်တော်ဒီတိုင်းပဲအဲ၃ပုတ်လုံးပဲ၃ပုတ်ကကျွန်တော်ရှုပ်နေရောကြာကျွန်တော်တပုတ်ကိုတင်မယ်ဆိုပြီးလိုက်ပုံလေးတင်လိုက်တာတင်ပြီးတော့မှနောက်နေ့ကျမှမပိုးကမြင်ပြီးတော့အဲ့လိုလာပြောတာအဲ့လိုလာပြောတော့ကျွန်တော်ကအတင်းချတာမဟုတ်ဘူး မမထီလည်းရှိတယ်အဲ့ချိန်မှာအမေဘိုးကလာပြောတဲ့အချိန်မှာမမထီလည်းရှိတယ်။အော်ဘာမကိုလည်းဘာမှမဟုတ်ဘဲနဲ့ပြောခံရတယ်ပေါ့နော်။အဲလိုက်ရှုပ်တာကြာကလေးတွေကလိုက်ရှုပ်တာသူတို့ကအော်လိုက်ပြောမကပါနဲ့မလကပါနဲ့လိုက်ပြောတာဟုတ်သူစုတီလိုက်ကတော့အခုလိုပြောခံရတယ်ပေါ့နော်။ကိုလည်းဘာမှအမှမလုပ်ဖဲနဲ့ဆိုပြီးကျွန်တော်အဲ့လိုလေးပြောလိုက်တာအဲ့လိုပြောတာကိုအကိုအကိုထုံးကဘလို့ကြားသွားလဲတော့မသိဘူးပေါ့နော်။တစင်တယောက်ကပြောလိုက်လို့ရှိမှကြားသွားပြီးတော့ကျွန်တော်အဲ့လိုပြဿနာလာရှာတာပြဿနာလာရှာရင်အဲ့လိုဖြစ်ကြတာ။ စဉ်းစားလာချင်တယ်ကျွန်တော်ကသူ့ကို order လဲ order ကြီးပြန်ပြီးတော့ဆဲတာဆိုတော့တလုံးမှမလုပ်ကျွန်တော် AC လေးပဲပြန်ပြောပြပြောပြတာကို तू ကအလုပ်မင်းတို့လုပ်တမတက်ကငါ့လိုတတိတက်ကိုပြန်ပြောစရာလားဆိုကျွန်တော်ကိုထိုးမယ်လို့လုပ်တာထိုးမယ်လို့တော့ကျွန်တော်ကနေပြောကျွန်တော်ကိုမထိုးနဲ့တော့ကျွန်တော်တို့ကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ပြောလိုက်တာပြောပြကျွန်တော်တို့ထိုးရက်ကွာဆိုကျွန်တော်ထိုးလိုက်တာဒါပေမဲ့ကျွန်တော်သူ့ကိုဘာမှပြန်မလုပ်ဘူး तू နောက်ဆက်တစ်ချက်ကျွန်တော်ကိုထိုးမယ်လို့ကြည့်တယ်တခြားသူကြီးကဆွဲထားလို့ဟိုကျွန်တော်သူ့နောက်ဆက်တစ်ချက်ကျွန်တော်ထိုးမှာမပြီးရင်ကျွန်တော်ဟိုမင်းထွက်လိုက်တော့ဘာညာလဲကျွန်တော်ငါလုံးမလာရီရောမင်းဆက်ကွက်မမြင်ချင်ဘူးရောမင်းမိသားစုဘာလို့မညာလုံးမအဲ့လိုမျိုးချင်းချောက်ပြီးရောအမျိုးပြောပြီးရောအဲ့လိုမျိုးဖြစ်တာပါခင်ဗျာအဲဆယ်လေးဖြစ်ချင်တာနဲ့ကွက်တီလို့ပြောရတဲ့ဒီအမှန်ပိုင်ရှင်အမှန်နော် เอออม่าอม่าจนเราไม่คันซาပါซินะจนเราเลยไม่ผิดပါซินะเนาะอม่าโกไดไม่คันซาပါซินะจนเราอกูเซลีผิดฉินโลปอเปนผิดฉินโลเปียวเนี่ยมะโหบเนาะอลุษินเนี่ยกว่าอลุตมะเนี่ยกูเล็บปาโลไม่รู้ไม่ผิดติเนี่ยอาจารย์โหจนเราเปียวล่ะเนาะเล็บปาเสียอาจารย์ไม่ရှိเว้ยเนี่ยเล็บปาได้ด้วยจนเราอ่ะအဲ့လိုပြောတာเนาะတချို့လူကြီးကြတော့လေရဲသွားတိုင်းနေပါလေပြောတယ်ကျွန်တော်မှဘာတက်တိမ်မှမရှိတာသူတို့ CD record ထဲမှာရှိရကျွန်တော်တို့တကယ်ထိုးခဲ့လားမထိုးခဲ့ဘူးလားကျွန်တော်တို့မောင်းထုတ်လားမောင်းမထုတ်ဘူးလားဆိုတော့ CD record ထဲမှာရှိရကျွန်တော်တို့မောင်းထုတ်လောက်တဲ့အထိ မောင်းထိုးရလောက်တဲ့အထိကျွန်တော်တို့အပြစ်မှုတစ်ခုမှမကြိုးလွန်ခဲ့ဘူးเนาะကျွန်တော်တို့ ACC ပြောလို့ရတယ်ကျွန်တော်မင်းတို့တော့အဆင်မပြေဘူးထွက်လို့ရတယ်လို့ပြောရင်ကျွန်တော်တို့လည်း ACC ထွက်သွားမှာပဲကျွန်တော်အမှလောက်ခဲ့တာ9လကျော်ရယ်เนาะ9လကျော်7လနီးနီးပဲရှိနေပြီเนาะကျွန်တော်တို့ ACC ပြောရင်ကျွန်တော်ထွက်သွားမှာပဲเนาะအခုကဘာမှမဝင်နဲ့ဇွတ်ဒီအတင်းကြီးအဲထွက်လိုက်တော့ငါလုံးမသာမင်းမမြင်ချင်မင်းစောက်ခွက်မမြင်ချင်အခုချက်ချင်းထွက်ထွက်ဆိုပြီးဇွတ်ဒီအဲ့လိုမျိုးပြောတာနော်ပြီးတော့ကျွန်တော်တို့လည်းထိုးတဲ့အတွက်လုံးဝကျွန်တော်လက်မခံနိုင်တာပါ ျွန်တော်ရဲ့ဒီနားကိုထိုးတာပါနော်ဒီနားကိုထိုးတာပါအားကြောင့်မလို့ပါနော်ကိုကြီးလက်ရောက်စော်ကားရတော့ကျွန်တော်မကျင်နဲ့လို့ထပြောတာပါနော်ဆယ်လီဖြစ်ချင်လို့မဟုတ်ဘူးတိအောင်လို့တိအောင်လို့နော်အပေါ်ယံနေပဲကြည်ပြီးရောလူတွေကယုံကြလို့အတွင်းထဲမှာဘလို့ဖြစ်နေလို့တိအောင်လို့ပြောတာနော်လူတွေကိုအပေါ်ယံကြည်ပြီးယုံမနေနဲ့ဟောဖားပဲဖားမနေနဲ့နော်ပတ်စံရှိမှလူရဝင်တယ်ထင်မယ်ပတ်စံရှိမှပဲမှန်တယ်ထင်ပတ်စံရှိတဲ့သူတွေပဲမှန်တယ်ထင်မင်းနဲ့ပတ်စံမရှိတဲ့သူတွေလည်းအသေးနှလုံးနဲ့နော်ခံစားတတ်တဲ့နှလုံးသားနဲ့နည်းပါဖြည့်တွေ့ပြုံနော် ဆယ်လေးဖြစ်စင်ကြတာတောင်းမှမရှိဘူးအမကိုယ်တိုင်ခံကြည့်ပါလားအမကိုယ်တိုင်ကျွန်တော်နေရာဝန်ခံကြည့်လိုက်နော်အမကိုယ်တိုင်အဲ့လိုမဖြစ်ပါစေနဲ့ဆုတောင်းရတယ်ဒီနေ့ဖြစ်တဲ့ပြဿနာကဘယ်လိုစပြလဲလို့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ဟော့ပေါ်သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့ကဟော့ပေါ်သွားစားဖို့အတွက်အင်ကြီးကြီးလည်းလဲပြီးပါပြီနော်အပြင်ဝင်စားရလဲပြီးပြီအဲဆိုင်လည်းပိတ်သွားပြီဆိုင်ပစ္စည်းလည်းအကုန်လုံးတင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တစ်တော့ကိုထောင်ပြီးတော့ရိုက်လိုက်တာရက်ရက်ရက်တဲ့အချိန်မှာဖုဖုကလည်းရှိမှသူကလိုက်ကာတာ ကတော့မှဘေးမှာဝန်ထမ်းကောင်မလေးတက်လို့ရှိရင်တော့သူ့ကိုသူ့ကိုလည်းကျွန်တော်သူ့လည်းတည်တယ်ဖိုးဖေးမကနဲ့တော့ကမယ်ဆိုရင်ဟိုဟာဖေဖေမေတို့ကပြောလိမ့်မယ်ပေါ့နော်အတူတူကလို့မရဘူးဆိုတော့ကမှာပဲကမှာပဲဗျာမဖြစ်ဘူးမိမိကကမှာပဲဆိုသူကလိုက်ကာကပြီးအတင်းနေအတင်းနေပြောလို့မရတော့သူကလိုက်ကာကလိုက်တော့ကျွန်တော်ရှိမှကနေကကလိုက်ချင်မှသူကလိုက်ပြီးအဲ့လိုလေလိုက်စတာပေါ့နော်စားလိုက်စတော့ကျွန်တော်ကလည်းအဲ့ဒီမှာဟောဘာမှမဖြစ်လိုက်ပါဘူးပေါ့ကျွန်တော်အကောင့်မှာလည်းမတင်လိုက်တာကွာဒီအမ်းမတင်လိုက်တာတင်နေတင်ရောပေါ့အဲဖွေးစင်လေးရဲ live ချုပ်နေရဲဆို live ရှုံနေဆိုဖွေးစင်လေးဆိုကျွန်တော်အဲ့လိုလေး caption လေးရေးပြီးတော့တင်လိုက်တာတင်လေးတင်ပြီးတော့ နောက်နေ့မနေ့25ရက်နေ့မနေ့ကျတော့အမေဘိုးကနေပြီးတော့လာပြောတာအပြိမဲ့စင်ညာမှာအဲဟွာပေါ့အဲဝန်ထမ်းကြီးပေါ့နော်ဒီဟွာတွေမတင်နဲ့ပေါ့အဲကောင်ဟွာတွေနဲ့ပါတော့အဲဆိုင်ရကလေးတွေနဲ့ကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ပါစနယ်ကောင်မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲအဲ့လိုပြောပြောပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်ဆိုင်တာဝန်ကမမထီရဲ့အဲရှိတယ်ရှိတယ်ကျွန်တော်ကဩကျွန်တော် နော်ကလေးကဇွတ်လိုက်ကာပေါ့နော်ဇွတ်လိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့နော်ကလေးကြီးချောင်းပါညာပေါ့ကျွန်တော်ကအဲ့လိုမျိုးကစိတ်ညစ်တာကိုစိတ်ညစ်တယ်ဘာမှမဟုတ်ဘူးစိတ်ပြတ်တယ်ပေါ့ပါညာအဲ့လိုပြောတာပြောလဲပြောတော့အိုက်စကားပြီးသွားရင်အဲ့နေမှာအဲ့နေမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနက်မှဖြစ်တာဒီနေ့မနက်မှစဖြစ်တာဒီနေ့မနက်မှဘယ်လိုဖြစ်ပြီလဲဆိုတော့ ဖြစ်တဲ့ပြဿနာကမနေ့မနေ့ကလေးပြီးသွားမနေ့ကမနေ့ကလေးပြီးသွားပြီးသွားရောဒီနေ့မနေ့မှာဆန်ရဝင်တဲ့ကောင်လေးတွေနဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးအဲကောင်မလေးကောင်လေးကနေကောင်မလေးကိုအဲ့လိုဆဲလိုက်လို့ဆဲလဲဆဲရောကောင်မလေးကနေအဲ့လိုမျိုးသူ့သူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထုံးနေရလို့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုသွားပြောမယ်ဆိုပြီးသွားပြောတဲ့အချိန်မှာမပိုးကမစင်လာဘူးကိုထုံးဝင်းကစင်လာစင်လာပြီးတော့မှအဲ့ကောင်မလေးကိုအနေအလုရှုပ်တဲ့နေနေနေတော်စရာရှုပ်တဲ့နေထွက်တော်ဆိုပြီးပြောတာပြောပြောကျွန်တော်မတည့်ရရနဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပေါ့နော်ကိုကိုနေကအဲ့လိုလည်းမတည့်ရရနဲ့ဆို မင်းကလည်းဘာဖြစ်ချင်တာလဲငါသမီးကိုဘာပြောရအောင်လဲအဲဘာပြောရအောင်လဲမင်းငါသမီးကိုအဲ့လိုမင်းကကလေးကလိုက်ပြီးတော့ရှုပ်တယ်ဆိုရင်ပြောရဘာဖြစ်လို့လဲဩကျွန်တော်ကဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာပေါ့နော်။ तू ကလိုက်ပြီးတော့သူတည်းရှေ့ကနေလိုက်ကာတာပေါ့။ကျွန်တော်ကမကနေလို့ပြောရဲအဲ့နေခေတ္တ။မကနေလို့ပြောတာကို तू ကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာပေါ့။ဘာမှဖြစ်လိမ့်မယ်မထင်တာဘူး။ကျွန်တော်အကောင်ကလည်းပုံမှန်အကောင်မှာလည်းဘာမှလို့သူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစားခြင်းလို့လည်းမဟုတ်ဘူး။ဒီတိုင်းပဲတင်လိုက်တာ။တင်လိုက်တာမှ तू ကအဲ့လိုမျိုးလာပြောတာ။လာပြောရင်လည်းကျွန်တော်နဲ့အဲ့လိုပြဿနာဖြစ်ပြီးကျွန်တော်ကိုထိုးတာပေါ့နော်။ ကျွန်တော် ECD ပဲပြောလုံးဝဟိုဒေါသမန်နေဟိုဘာဖြစ်လဲတခုမှမပေါ့ ECD ပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအဲအလုပ်ရှင်တယောက်ကအလုပ်ရှင်တယောက်ကိုအလုပ်သမားတယောက်ကအဲ့လိုပြန်ပြောကြလာလို့ကျွန်တော်ကိုထိုးတာပါနော် CCTV record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့ဒါအပြည့်စုံအောင်ဖြည့်ရှင်းပေးပါနော် မန်းထဲမှာပြောနေရသေးတယ်ယူနော်ကို့အမိဘကိုဆဲခံရမှာကိုတိုင်လုံးဝဟိုတီးခံမနေနိုင်ပါဘူးနော်ကို့မိဘကိုငါလုံးမသားလင်းနေထိုးမာတယ်ရောပြီးတော့မင်းမင်းစက်ခွက်မမြင်ချင်ဘူးရောပြီးတော့ငါလုံးမလီအချောက်တယ်ရောလီလို့လို့နွဲ့နွဲ့နောင်းနောင်းနဲ့လီလို့ရောအဲ့လိုမျိုးပြောပြောတဲ့အချိန်မှာခင်ဗျားတို့လုံးဝတီးခံနိုင်ပါသေးနော်ပြီးတော့ကို့ကိုကိုကြီးလက်ရောက်မျက်နှာကိုဒီလိုထိုးတဲ့ထိုးတာကိုလည်းတီးခံနိုင်ပါသေးလုံးဝတချို့မန်းနေရနော်လုံးဝလူမဆန်လို့နော်တွေးတယ်ပါအုံနောက်နဲ့တွေးကြည့်ပါနော်ဘယ်သူမှကို့မခံနိုင်နဲ့မပြောဘူးနော်ကို့ခံလို့ကို့ပြောတာကျွန်တော်ကိုဟိုဟာဒီတိုင်းမဲ့အော်ညီလေး တကယ်အဆင်မပြေဘူးထွက်လိုက်တော့အဲ့လိုပြောရင်ကျွန်တော်လက်ခံနိုင်တယ်ကျွန်တော်ကလုံးဝအဆင်မပြေမပြောဘူးလုံးဝသူကဝင်လာခဲ့ရလုံးဝကိုကမလေးကိုလည်းစုတေမောင်းထုတ်တယ်မောင်းထုတ်ပြီးတော့မင်းထွက်လိုက်တော့ပြောပြီးကျွန်တော်ကလည်းလုံးဝဒေါသတိုင်းနဲ့လာပြောဆိုပြီးတော့ကျွန်တော်ကအဲ့လိုမျိုးထိုးတာနော်ကျွန်တော် ECD ပြောရဲ ECD ကျွန်တော်ကိုပြောရင်ကျွန်တော် ECD ထွက်သွားမှာပေါ့ ECD မပြောလို့ကျွန်တော်ကိုကိုကြီးလက်ရောက်လို့ ECD စုံနေလို့ကျွန်တော်ပြောတာပေါ့နော်အလကားအားရဘာမှတတ်မပြောဘူးနော်